ာဆီယံစည်းဝါးရေးအတိုင်ဝိုင်းလို့ခေါ်တဲ့ AEC တဲ့မြန်မာနိုင်ငံဝင်ရောက်တဲ့အခါရင်ဆိုင်ရမယ့်အစင်ခွန်မှုတွေကို1964-88လူရည်ကျွန်းအဖွဲ့ကဇူလိုင်6ရက်နေ့ကရန်ကုန်မှာသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ AEC တဲ့ဝင်ရင်မြန်မာနိုင်ငံဘာတွေရင်ဆိုင်ရမလဲ။ရန်ကုန်စစ်တပ်ကတူတင်မှာကျင်းပတဲ့ဒီရှင်းလင်းပွဲမှာ AEC နဲ့အတူနိုင်ငံသားတွေဝင်ရောက်လာမှာမို့အလောက်ကန်အခွင့်အလမ်းတွေကိုသူတို့ကြီးပဲယူသွားမယ်ဆိုတာမဖြစ်တင်သလိုမြန်မာနိုင်ငံသားတွေကလည်းဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းဖြစ်ပြောင်းလဲယူဖို့ဥကြော်ထေးကတိုက်တွန်းခဲ့ပါတယ်။ဒီနဲ့ပတ်သက်လို့ကျွန်တော်တို့အသိပညာရဲ့လက်မြန်နဲ့ပတ်သက်လို့ scale လေးပိုင်းနဲ့ကျွမ်းကျင်ဝင်တဲ့နဲ့ပတ်သက်လို့ဒါတွေကဘယ်လိုလက်ခွင့်ပေးပြီးတော့စီးဝင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဘယ်လိုခွင့်လာရရှိမလဲပေါ့ဘယ်လိုခွင့်ရရရှိမလဲပြီးလို့ရှိရင်ဘာတွေစိန်ခေါ်မှုရှိမလဲပေါ့ခုနဆရာကြီးပြောတာစိန်ခေါ်မှုရှိတဲ့အခက်အခဲရှိတဲ့ဆိုတော့ဒီဟာတွေကခွင့်အခွင့်အလမ်းတွေဖြစ်ကျွန်တော်တို့ကပြန်ပြောင်းပြီးတော့ရေးမြန်မာပြည်ရဲ့အကန့်အသတ်ရှိတဲ့ knowledge အင်အားစုနဲ့ လူသားရင်းမြစ်အင်အားစုတွေဟာ AEC နိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အတွက်အခွင့်အလမ်းတွေပါလို့ဥတင်ဝင်းအောင်ကဆိုပါတယ်။တကားပိတ်နိုင်ငံ ဖြစ်ခဲ့တာမို့ AEC ဟာမြန်မာကိုလှုံ့နှုတ်လိုက်တယ်လို့ဖြစ်တယ်လို့ပြောပါတယ်။ခုန AEC ရဲ့အဓိကဖြစ်တဲ့ဟလာပြင်ပြင်းလက္ခဏာတွေရှိလာမယ်။အစည်းတွေအားလုံးဒီဒေသအတွင်းမှာလွတ်လွတ်လပ်လပ်ဟလာကိုမျိုးစိနဲ့ဆောင်ရွက်မှုတွေလွတ်လွတ်လပ်လပ်ကိုယ်ကလည်းရောင်းနိုင်မယ်သူတို့ကလည်းရောင်းမယ်ကိုယ်ကလည်း service ပေးမယ်သူတို့ကလည်းပေးမယ် ဟုတ်လားကိုကလည်းပဲအဲ့ဒီဟို AC data တခုလုံးကိုကြိုက်တဲ့နေရာကိုသွားနိုင်မယ်ကြိုက်တဲ့အချိန်မှာဟုတ်ပြီလားဒီလိုမျိုးတွေဒီရင်းနှီးငွေတွေကလည်းကိုတိုင်းပြည်မှာလည်းမဟုတ်ဘူးနိုင်ငံခြားကနေပြီးတော့လည်းရင်းနှီးငွေတွေကိုကိုရှိကိုစီစဲလာမယ်ကြာယူနိုင်မယ်မြန်မာနိုင်ငံတဲ့ပိုတက်တာတဲ့အတုံးလုံးနဲ့စင်ကာပူဘာမှာသွားချီလို့ရရင်ရမယ်ထိုင်းဘာမှာချီလို့ရမယ်ဒါမျိုးတွေဖြစ်လာမှာပေါ့မြန်မာတွေအနေနဲ့ AEC ဆိုတာကိုနားလည်အောင်လုပ်ရမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းနဲ့ဘလို့ဆက်ဆက်ပြီးစိန်ခေါ်မှုတွေဘလို့ရှိမလဲဆိုတာကြိုတင်ပြင်ဆင်ထားရမယ်လို့ပြောဆိုခဲ့ပါတယ်။